ကမာလီရွာသွားလေတဲ့အချိန်မှာအဖိုးကြီးတယောက်ကစပိန်စီပြီးသူ့ကိုလာတိုက်လိုက်ပါလေကမာလီကအဲ့အဖိုးကြီးကိုပြဿနာရှာမလို့ပဲအဖိုးကြီးကမြေပြင်ပေါ်မှာအရင်လှဲနေပါလေကမာလီကသူ့ကိုတိုက်ထားတာဆိုပြီးပြောနေပါလေကမာလီလည်းအဖိုးကြီးကပြောင်မြန်တွေပြောနေလို့အယမ်းစိတ်ဆိုးသွားတယ်အဖိုးရဲ့ဝတ်ဆန်လိမ်ဖို့မစင်စားနဲ့ဒီမှာ CCTV ရှိတယ်အဖိုးကြီးကလည်းအလျှော့မပေးပါဘူး CCTV ရဲ့လားငါမျိုးကိုကြောက်ခဲနဲ့ပြန်အောင်ပြခိုင်းတာကြာပြီပိုက်ဆံမမြန်ပေးမဟုတ်ရင်ငါထားမှာမဟုတ်ဘူး ကောင်မလေးလည်း CCTV မရှိမှန်းသိတော့အဘိုးကြီးကိုပိတ်ကန်လိုက်တယ်။ပြီးတဲ့အခါမှာတော့အဘိုးကြီးရဲ့စပိန်ကိုစီးပြီးထွက်ပြေးသွားပါတယ်။2မိနစ်တောင်မကြာသေးပါဘူး။ကောင်မလေးရဲ့အနောက်မှာဆိုင်ငယ်တစ်စီးပေါ်လာပါတယ်။အဘိုးကသူ့ရဲ့သားကိုတိုင်တိုင်လိုသူ့ရဲ့သားကလိုက်လာတာပါ။အဘိုးရဲ့သားကကောင်မလေးကိုတားပြီးစပိန်ကိုလူသွားလိုက်တယ်။ငါးဖေကိုရိုက်ရဲတယ်ပေါ့။ရောကြည့်ပြီးကောင်မလေးလည်းကြောက်ပြီးတော့ကျဉ်ဆက်တဲ့အဘိုးရဲ့သားကိုလဲတော့အောင်ရိုက်လိုက်ပါတယ်။ပြီးတဲ့အခါမှာတော့အဘိုးသားရဲ့ဆိုင်ငယ်ကိုမောင်းသွားလိုက်တယ်။အဘိုးရဲ့သားထလာတဲ့အချိန်မှာသူ့အမေကိုဖုံးဆက်ပေးလိုက်ပါတယ်။ အဖွာကြည့်တဲ့အချိန်တိုတွင်ထွက်လာပြီးကားနဲ့ကောင်မလေးကိုလိုက်ဖမ်းပါတယ်။သူကကောင်မလေးစီးထားတဲ့ဆိုင်ကယ်ကိုအပိုင်ပိုင်အဆအဆဖြစ်သွားအောင်တိုက်လိုက်ပါတယ်။ကောင်မလေးလည်းလွန့်ထွက်သွားပါတယ်။လမ်းပေါ်မှာထိုင်ပြီးကြောင်နေပါတယ်။အဖွားကြီးကကားပေါ်ကနေဆင်းလာပြီးသူ့ကိုလာဆဲလိုက်တယ်။ငါတို့မိသားစုကိုလာထိရရင်နင်းကိုဘာမှမကြံတဲ့အထိလုပ်လို့ရတယ်။ကောင်မလေးတစ်ချက်ကန်လိုက်တာနဲ့အဖွားကလည်းလမ်းပေါ်မှာမေ့လေသွားတယ်။ပြီးတဲ့အခါမှာတော့ကောင်မလေးကအဖွားကြီးရဲ့ကားကိုမောင်းပြီးတော့သွားလိုက်တယ်။အဖွားကြီးနိုးလာတဲ့အချိန်မှာကောင်မလေးနဲ့သူ့ရဲ့ကားကိုမတွေ့လို့လက်နေပါတယ်။ အဘွားကြီးရဲ့မြေလေးက husky ကိုမောင်းပြီးကောင်မလေးစီရောက်လာပါတယ်။သူ့ရဲ့ husky နဲ့ကားကိုပြအောင်တိုက်လိုက်ပါတယ်။တော်သေးလို့ပေါ့ကောင်မလေးကအရင်ခုံချထားတဲ့အတွက်ဘာမှမဖြစ်ပါဘူး။ကောင်မလေးလည်းစိတ်ဆိုးပြီးတော့ကလေးလေးကို husky ပေါ်ကနေကန်ချလိုက်တယ်။သူကိုယ်တိုင်ပဲ husky ကိုမောင်းပြီးတော့ထွက်သွားလိုက်တယ်။ကလေးလေးကငိုပြီးသူ့အမေကိုဖုံးဆက်ပေးလိုက်တယ်။အန်တီဂျီကတန်မဏိလူသားရဲ့အင်ဂျီကိုဝယ်ပြီးကောင်မလေးကိုလက်စားလာချေပါတယ်။သူရဲ့လေစာလေးတစ်ချက်နဲ့ဟက်စကီကိုပြောင်းအောင်ပြလိုက်ပါတယ်။ကောင်မလေးကအရေးကြီးတဲ့အချိန်မှာလေဒီခုံပြီးတော့သူ့ဖက်နဲ့အန်တီဂျီကိုပြလိုက်တယ်။ အဲတော့အန်နီဘာရှင်တမနီလူသားကပြုတ်ကျသွားပါတယ်။နောက်ပိုင်းမှာသူတို့သမီးသားစုလုံးကရဲတိုင်လိုက်ပါတယ်။ကောင်မလေးကသူတို့အင်ရဲ့ရင်တွေကိုလာလူတယ်ဆိုပြီးတော့ပေါ့။ဒါပေမဲ့ရဲကားရောက်လာတဲ့အချိန်မှာကောင်မလေးကကားထဲကနေဆင်းလာပါတယ်။အမှန်တကယ်တော့ကောင်မလေးကရဲမေတယောက်ဖြစ်ပါတယ်။ဒီအနီနာမှာသူများကိုပတ်စံလိန်စားတဲ့သူရှိတယ်ဆိုတဲ့သတင်းကြားလို့အထက်လူကြီးတွေကကောင်မလေးကိုလာဆစ်ကြည့်ခိုင်းထားတာပါ။နောက်ဆုံးမှာတော့လူရုံးမှတမီးသားစုလုံးထောင်ထဲဝင်သွားပြီးပြည်သူတွေကပြောက်တွင်နေဂုံပြူနေပါတယ်။ အခုချိန်ကနေစပြီးဒီရက်ကွက်မှာငြိမ်းချမ်းရေးရသွားပါတယ်။ကုမ္ပဏီရဲ့ကြံပြင်ပေါ်မှာတွင်းကြီးကြီးတစ်ခုထွက်ပေါ်လာပါတယ်။ဝန်ထမ်းတွေအားလုံးကနေတိုင်းတန်ကြိုးပေါ်မှာနေပြီးအလုပ်လုပ်ရတယ်။သူတို့ကစက္ကန့်တိုင်းမှာကြောက်နေရတယ်။မတော်တဆနဲ့ပြုတ်ကျသွားရင်တွင်းထဲမှာရှိတဲ့အကောင်ကသူတို့ကိုစားသွားမှာကြောက်ပါ။အဲကိစ္စကြောင့်ဝန်ထမ်းတိုင်းကသူတို့ရဲ့ကိုယ်ခံအားကောင်နေတိုင်းလေးချိန်ခံလုပ်ကြရတယ်။သူတို့ကနေတိုင်းခက်ခက်ခဲခဲနဲ့အလုပ်လုပ်ကြရပြီးအငုံမျက်လုံးအပြုံးမျက်နှာနဲ့ကစတမာများကိုဆက်ဆံနေရပါတယ်။ပြုတ်ကြတဲ့သူမရှိတော့တတိမွေးထားတဲ့အကောင်ကစားစရာမရှိပါဘူး။ အကောင်ပိုင်းစာမှာဆိုလို့တထေးကအတွင်ရင်မူကိုဒီလာတာခံမပြေတဲ့သူကဘသူလဲဆိုပြီးမေးလိုက်တယ်။အတွင်ရင်မူကလည်းတင်းအေကမမောင်ဆိုပြီးပြောလိုက်တယ်။အဲ့တော့တထေးကမမောင်ကိုဖုန်းဆက်လိုက်တယ်။ကုမ္ပဏီဘက်ကသူကိုလာစာတိုးပေးတယ်ဆိုပြီးလက်ခုပ်တီးဖို့ပြောလိုက်တယ်။မမောင်ကလည်းအပြော်လွန်ပြီးပြုတ်ချသွားပါတယ်။ဒီကိစ္စဖြစ်ပြီးတဲ့နောက်တခြားလူကအစားခံရမှဆိုလို့အကုန်ထွက်ပြေးသွားကြတယ်။လှုပ်ထွက်ပြေးတဲ့နောက်အပြင်လောကရဲ့အောက်ဆီဂျင်ကအစားချိုးမြင့်နေပါတယ်။မိုးကောင်းကင်ကြီးကလည်းလှပနေပါတယ်။အလုံးမရှိတာတခုပါပဲ။ ၃လလောက်ကြာပြီတဲ့နော်အလုပ်ထွက်တဲ့သူတွေအကုန်ပြန်ရောက်လာပါတယ်သူတို့ကိုအကောင်မကြည့်ရင်အကုန်ခိုင်းလို့ရတယ်ဆိုပြီးတတိကိုလာပြောလိုက်ပါတယ်တနားစရာဝန်ထမ်းဘွားလေးတွေပါနော်